ကိုတိုင်းကအစိုးဆုံးဝေးကိုရင်ဆိုင်ပြီးတဲ့အခါလူရိုရိုနာရွာတကြီးအဖြစ်စုပေးခံလာရပါတယ်။ကိုတိုင်းကလည်းရွာကိုပြန်လဲဆောက်လုပ်နေပြီးလူသစ်တွေကလည်းဝင်လာပြီးအဆင်ပြေနေပါတယ်။တစ်ဖက်မှာတော့ကီးနဲ့ရီရှီယာတို့ကအဖွားကိုတယောက်နဲ့လေ့ကျင့်နေပြီးကိုတိုင်းကလည်းသူတို့စီရောက်သွားပါတယ်။ကီးကနောက်လာမဲ့ဝေးမှာရှာကျင်တာကိုပြောတဲ့အခါအဖွားကလေ့ကျင့်မှုအချိန်မလောက်တာကြောင့်ဝင်ရှာလို့မရသေးတာကိုပြောနေပါတယ်။ဒေါတရက်လင်းတို့တွေကသူတို့ရွာစီလာနေရာကြောင့်တွားနေကြပြီးငှက်နဲ့ကြောင်မလေးတို့ကလင်းတို့တွေကိုအစ်ဆေးလေးချနေကကိုတိုင်းတို့ရောက်မလာခင်လင်းတို့တွေကိုရှင်းပြလိုက်ပါတယ်။ကိုတိုင်းကလည်းလင်းတို့ရဲ့တောင်းပန်ကိုကြည့်ကြည့်တဲ့အခါလင်းတို့ကဖမီလီယာဖြစ်နေရကြောင်မသိငါဖြစ်နေ ပြီနာဝေးအတွက်ကောင်းတောင်ကရက်သွားပြီနမအစ်တစ်ခုပေါ်လာတာကိုတွေ့လိုက်ရပါတယ်နန်းတော်ထဲမှာတော့ကိုတန်းအပါဝင်သူရဲကောင်းတွေအကုန်လုံးကဘီယံမခေါ်လိုက်တာကြောင့်ရောက်နေကြပြီကျန်တဲ့သူရဲကောင်းတွေကလည်းလင်းတို့မွန်စတာတွေနဲ့ကြုံရတာကိုပြောပါတယ်ကိုတန်းကလည်းကောင်းတောင်ကပါရက်သွားတာကိုပြောတဲ့အခါမေရိုမတ်က spirit throw တိုင်းကြီးက spirit light monster နိုထလာတာဖြစ်နိုင်တာကိုပြောပြီး spirit light ကဆယ်စုံနဲ့တစ်ခုတိုင်းတောင်းကြတတ်တာကိုရှင်းပြနေပါတယ်ကျန်တဲ့သူရဲကောင်းတွေကလည်း spirit light နဲ့ရှာရမှာကိုကြောက်တာကြောင့်မအားတော့ဘူးဆိုကတာဝန်ဆောင်ပြေးကြပါတယ်အပြင်မှာတော့ရီရှီယာကသူမရဲ့အရင်ပါတီက isuki နဲ့တွေ့တဲ့အခါဆွန်စာခီအတူ ထွက်ချင်တာကိုပြောပြမယ်။ Isugi ကရီရှီယာအနေနဲ့ဘလောက်ပဲလေ့ကျင့်လေ့ကျင့်အတော့ဝင်လာမှာမဟုတ်ဘူးဆိုတာပြောလိုက်တာကြောင့်ရီရှီယာလည်းဝမ်းနည်းပြီးငိုယူနေပါတယ်။အထဲမှာတော့ကိုတန်းတယောက်ပဲကျန်ခဲ့ပြီးဘီယမားကလည်း Spirit League ကအရေးကြီးနေရာတော်တော်များများကိုဖျက်ဆီးပြီးနောက်ဆုံးမှာတော့သူတို့ Mero Messi ရောက်လာနိုင်ပြီးရောက်လာခဲ့ရင်ကိုတန်းရဲ့ရွာနဲ့အရင်ထိတိုက်တွေ့မှာကိုပြောပါတယ်။ဘီယမားကမေတီရဲ့အရှင်တွေကိုမေးကြည့်ရကကိုတန်းကလည်းမေတီကသူ့ရောက်ကိုအုပ်ချုပ်ပေးနေတာကိုပြန်ဖြေလိုက်ပြီး Spirit League နဲ့ရှာမယ်လို့ပြောလိုက်ပါတယ်။ကိုတန်းတို့အဖွဲ့က Spirit League နဲ့ရှာဖို့အတွက်လက်နက်တွေသွားကြည့်ကြပြီးကျောင်းမလေးကရီရှီယာပို့တန်းမလာအောင်ကိုတန်းရဲ့ကျွန်လို့ဖို့အကြံပေးပါ ပါတယ်။ရီရှီယာကတော့တွန်းဆုံနေပြီးကိုတိုင်းကလည်းမလုရှင်ရင်အတင်းမလုခိုင်းဖို့ပြောနေပါတယ်။ဒါပေမဲ့ရီရှီယာကကိုတိုင်းရဲ့ကျွန်ဖြစ်ဖို့ဆုံးဖြတ်လိုက်ပြီးနှစ်ယောက်သားစာချုပ်ချုပ်လိုက်ပါတယ်။နောက်နေ့မနက်မှာတော့သူတို့တွေကလည်း Spirit Tour မြို့စီသွားကြပြီးမြို့နဲ့နှီးလာတဲ့အခါမြို့ကပြေးလာတဲ့သူတွေကိုတွေ့ပါတယ်။ညမက်မှာတော့ငှက်မလေးက Victoria ကိုစကားပြောနေပြီး Victoria ကလည်းကိုတိုင်းနဲ့တခြားသူရဲကောင်းတွေကအရှင်းရှင်းမတက်ကြရင်သူမကိုတိုင်းအကုန်လုံးကိုတတ်မှာကိုပြောနေပါတယ်။ဒီလိုနဲ့မြို့ကိုရောက်သွားတဲ့အခါလူတွေကရောက်လာတဲ့သူရဲကောင်းလေးယောက်တွေက၃ယောက်ကလည်းတည်သွားတာကိုပြောနေကြတဲ့အခါရီရှီယာကလည်း Isugi ကိုစိတ်ပူပြီးလှဲကဆင်ပြေသွားပါတယ်။ကိုတိုင်းတို့ ကလည်းရီရှိယာနောက်ကိုလိုက်ကသူမကိုစိတ်အေးထားဖို့ပြောပြီးငှက်မလေးကိုသူရဲကောင်း၄ယောက်လုံးကအသက်ရှင်သေးလာလို့ဖီတိုရီယာကိုမိခိုင်းလိုက်ပါတယ်ဖီတိုရီယာကလည်းအကုန်လုံးကအသက်ရှင်နေတာကိုပြန်ဖြေကကိုတိုင်းကရီရှိယာကိုစိတ်အေးထားဖို့ပြောနေတော့ရုတ်တရက်မွန်စတာတွေကလူတွေရှိရစီပြေးနေတာကိုတွေ့ရပါတယ်ကိုတိုင်းကကျန်တဲ့သူတွေကိုတော့လူတွေဘေကင်းယာကိုပြေးလွန်အောင်ကူညီခိုင်းလိုက်ပြီးသူကတော့မွန်စတာတွေအကုန်လုံးကိုမျှထားလိုက်ပြီးဖောက်ခွဲတဲ့အစွမ်းသုံးလိုက်ပါတယ်ကိုတိုင်းရဲ့ပောက်ခွဲမှုကြောင့်ဂျိုင်းဝမ်တစ်ခုဖြစ်သွားပေမဲ့ကိုတိုင်းကတော့ဘာတန်ရမှမရပဲအေးဆေးလေးဖြစ်နေကရုတ်တရက်ကောင်မလေးတယောက်ကရောက်လာပြီးသူမကိုတတ်ဖို့ပြောနေပါတယ်ကိုတိုင်းကလည်းနားမလည်နိုင် ံဖြစ်နေတော့အကောက်မလေးကပြန်ပြောက်သွားပါတယ်။အကြီးကဲတွေက Spirit Lake ကိုနှိမ်နှင်းမှုအစည်းအဝေးထိုင်နေကြပြီ။အကြီးကဲတွေကတယောက်ကလည်း Spirit Lake ကမြို့တော်ကိုဖျက်ဆီးပြီးတဲ့အခါအခုနဇက်မြို့ကိုလာနေပြီ။လမ်းမအိပ်ပျော့သွားတာကိုပြောပြနေကရှေ့အယူအရဆို Spirit Lake ကနှစ်ရက်သွန်းလောက်ဆက်အိပ်ပျော့နေအောင်မှကိုရှင်းပြပါတယ်။ဘီအမကြီးကလည်း Spirit Lake ကလူများတဲ့နေရာကိုပဲတိုက်ခိုက်လေးရှိတာကြောင့်နောက်ပြတ်မှကလိုဟန်တော်ဖြစ်ဖို့များလောက်တာကိုပြောပါတယ်။တယောက်က Spirit Lake ကအဲ့နေတော့သူတို့စစ်တီတွေနဲ့အသာလေးအနိုင်ယူလို့ရတာကိုပြောနေပြီ။သူရဲကောင်းတွေရဲ့အကူအညီမလိုတာကိုပြောပါတယ်။ဒါပေမဲ့သူတို့ထဲကတယောက်ကသူတို့ရဲ့တောင်းနဲ့ရှိတဲ့စစ်တီတွေနဲ့ ချရတာ Spirit Lake ကိုတားလို့မရတာကြောင့်မဖြစ်မနေသူရဲကောင်းတွေရဲ့အကူအညီလိုအပ်တာကိုပြောနေရပါတယ်။ကိုတိုင်းကလည်းလာမဲဝေးမှာရှာဖို့အတွက်သူ့အနေနဲ့လူအသေးပြောက်တက်နိုင်သလောက်နှဲစီချင်တာကိုပြောလိုက်ပါတယ်။ရုတ်တရက်ကိုတိုင်းတွေ့ဘူးတဲ့ကောင်မလေးကအခန်းထဲဝင်လာပြီး"သူမကိုသူမဟိုရိုင်းလို့နှုတ်ဆက်နေက"သူမက Spirit Lake ရဲ့ Familia ဖြစ်တာကိုပြပြလိုက်ပါတယ်။ဟိုရိုင်းကလည်း"သူမရဲ့တခင် Spirit Lake ရဲ့တာဝန်ကဝိညာဉ်တွေကိုယူရမှာပဲဖြစ်ပြီးဝိညာဉ်တွေကိုအသုံးချပြီးဝိမပေါ်လာအောင်တားပေးတာဖြစ်တာကိုရှင်းပြပါတယ်။လူပုံစံနဲ့ Familia တွေကနိုင်ငံကြီးကြားထဲစစ်ဖြစ်အောင်လုပ်ပြီးဝိညာဉ်တွေကိုယူတာဖြစ်ကအဲအကြံကမအောင်မြင် Monster တွေလှ ုပ်ပြီးယူมาဖြစ်ပေမဲ့အဲ့ဒါကဘာမှအောင်မြင်နောက်ဆုံးအနေနဲ့ spray လေးကိုပိတ်ထားတဲ့မော်ကပြက်ပြက်သွားมาဖြစ်ပါတယ်ဒါပေမဲ့အခုတစ်ခေါက်မှာတော့တယောက်ယောက်ကပိတ်ထားတာကိုဖြတ်ပစ်လိုက်တာဖြစ်ပြီး spray လေးကတယောက်ယောက်ထိန်းချုပ်ထားတာကြောင့်အခုလိုလူတွေတက်ဖြတ်နေရတာကိုရှင်းပြပါတယ်ဟိုရိုင်းကလည်း spray လေးကိုအနိုင်ယူဖို့ဆို spray လေးရဲ့ခေါင်းကိုဖြတ်ပစ်ရမှာကိုရှင်းပြပြီးအကြီးအကဲတွေကလည်းစစ်တီတွေကိုဘသူကထိန်းချုပ်မလဲဆိုတာနေရာလူနေကြပါတယ်ကိုတိုင်းကလည်းသူတို့အကြီးအကဲတွေကအခုကိစ္စမှာဘသူကဂုံယူမလဲဆိုတာအငင်းပွားနေရင်တော့သူ့ဘာသာပဲ spray လေးကိုအနိုင်ယူရမယ်ဆိုတာအခန်းထဲကထွက်သွားပါတယ်အပြင်မှာရှိနေတဲ့ Eagle ရဲ့အဖွားအိုက ကလည်းအစည်းအဝေးကအငင်းပွားပြီးသဘောတူညီမှုမရှိပဲပြီးသွားတာကြောင့်သူတို့တွေပဲ spray လေးကိုရှာရမှာကိုစိတ်ညစ်နေပါတယ်။ဟိုရိုင်းကလည်းသူတို့စီရောက်လာပြီးသူတို့တွေကလည်းနမည်မိတ်ဆက်နေကြပြီ။ကျောင်းမလေးကလည်းကိုတိုင်းက Demi Human နေနေတဲ့ဆေးရကိုအုပ်ချုပ်သူဖြစ်ပြီးအက်ဂလာက Demi Human တွေကိုဓာတ်ရိုက်တင်ပေးတဲ့အကြောင်းရှင်းပြနေကအက်ဂလာကလည်းသူမရဲ့အဖေကပထမဘဝမှာဆုံးသွားတာကြောင့်သူမကိုသူမခွင့်မလွတ်နိုင်တာကိုပြောတဲ့အခါကျောင်းမလေးနဲ့ရီရှီယာတို့ကလည်းအက်ဂလာကအကောင်းဆုံးကြိုးစားခဲ့ပြီးသူတို့တွေရဲ့ဓာတ်ရိုက်ကလည်းပိုကျွမ်းလာတာကြောင့်ကိုကိုကိုအပြစ်မတင်ဖို့ပြောနေပါတယ်။ညဘက်မှာတော့ကိုတိုင်းကလည်းတရားပေါ်မှာရပ်နေပြီးကျောင်းမလေးကလည်းကို ိုင်းသားတော်ကအကြီးအကဲတွေကတကယ်တမ်းတော့လူကောင်းတွေဖြစ်ပြီးသူတို့နိုင်ငံကိုကာကွယ်ခြင်းနေကြပြီအကယ်၍သူတို့နဲ့မပူပေါင်းရင်တော့အကြံကောင်းပြပြီးသူတို့တွေကိုပြောတာလက်ခံအောင်လုပ်ဖို့အကြံပေးပါတယ်နောက်နေ့မှာတော့ကိုတိုင်းကလည်း Spirit Lake ကလူတွေအများကြီးရှိတဲ့နေရာကိုသွားတာဆိုစောင့်စရာမလိုပဲ Spirit Lake ကိုမြှားကရှုပ်ပေးပြီးကျန်တာတွေကိုသူကြည့်လို့မှကိုပြောပါတယ်ဟေဂါဇူရကသူတို့စစ်တပ်က Spirit Lake ကိုမြှားပေးမှပဲဖြစ်ပြီးလောဟိုင်းရောကသူတို့စီမှာအမြောက်တွေရှိတာကြောင့် Spirit Lake ကိုအနည်းဆုံးတော့ရှစ်ရက်တစ်ချောင်းမလုံနိုင်အောင်တော့ပြစ်လို့ရတာကိုပြောပါတယ်ကိုတိုင်းကအဝေးကရေတိုက်တစ်ခုကိုတွေးရကအဲရေတိုက်ကိုဖယ်ပေးဖို့ပြောပြီး Media's ကလည်း ယ်သူတို့စီကဘုံနဲ့ဖောက်ခွဲပေးလို့ရတာကိုပြောပါတယ်ကိုတိုင်းကရီရှီယာကိုဟိုရိုင်းနဲ့အတူမျိုးတွေကစာတီတိုင်းမှာ spray lake အကြောင်းသွားလေ့လာဖို့ပြောပြီး spray lake ကိုနှိမ့်နေမှုအတွက်ပြင်ဆင်နေကြကညဘက်မှာအနားယူနေကြတော့အဲလာကအဟက်ပေးလိုက်တဲ့လက်နက်တွေကိုယူလာခဲ့ပါတယ်သူတို့တွေကလည်းစကားပြောနေကြတော့ရုတ်တရက် spray lake ရဲ့ order ကိုကြားရပါတယ်